ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါဆိုတော့ဒီ channel မှာတင်ဆက်ပေးနေကြခနာတာရပ်သွားပြီးတော့ဟိုတနေ့ကပြန်စတာလေကိုရီးယား zombie series ပေါ့ဗျာ or as a dead ဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့မစရင် channel လို့ subscribe လုပ်ပြီးထားပါဒီ series ပြီးသွားရင်လည်းကျွန်တော်ရုပ်ရှင်အမိုက်စားတွေဒီဘက်မှာလည်းဆက်ပြီးတော့နေ့စဉ်တင်ဆက်ပေးဖို့အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်အားကြောင့်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျကဲဆိုပြောနေကြပါတယ်ကျွန်တော်ရှိမှာအပိုင်းဘလောက်ရှိသွားလဲခொနစ်အဲ့တော့ဒီနေ့မှာအပိုင်းရှိဆက်ပြီးတော့ကြည့်လိုက်ကြအောင်ပါခင်ဗျာ ဒီပိုင်းဆက်မှာတော့ဟူဆန်းចောင်းကိုရိုင်းရင်ရောက်လာတော့ဇိုပီးရအတန်ကြားအစီကိုပြင်းနေကြပါလေ။အနောက်အွန်ဂျီကတော့ចောင်းအပြင်ထွက်လာပြီးတော့ခြေတွေကိုထွက်ကြည့်ပါလေ။အွန်ဂျီကသူ့ရှေ့ကနေဖြတ်သွားတယ်ဇိုမီမတယောက်ကိုကြည့်ပြီးတော့ចောင်းလုံးကကိစ္စတွေသတိရသွားပါလေ။အဲဇိုမီဖြစ်နေចောင်းသူကသူ့အတန်းထဲမှာအများနဲ့အနိုင်ကျင့်ဘိုးကြចောင်းသူတယောက်ဖြစ်ပြီးတော့ဝယ်လာတဲ့အေးတွေနဲ့အွန်ဂျီကောင်းမောင်အများနဲ့လောင်းချလိရှိတာပါ။အွန်ဂျီနောက်ထပ်တွေးလိုက်တဲ့ဇိုမီကလည်းကန်တင်းမှာအများနဲ့အွန်ဂျီမှာရွေးအနိုင်ကျင့်ပြီးတော့ဗကန်နေဘေးကသူ့ကိုထမင်းသွန်ခိုင်းတဲ့ចောင်းသားဖြစ်နေပါလေ။ပြီးတော့သူများစီရှေ့မှာထပ်မြင်နေရတဲ့ဇွန်ဘီကတော့ ။ဝန်ကြီးဘိုက်ဆာဆာနဲ့ကိုက်တက်ခဲ့တယ်ဆရာပါပဲ။ဆရာအများနဲ့ခေါင်းဆောင်ပြီးတော့သူ့ပေါ်မကောင်းတာကြောင့်ဝန်ကြီးကိုက်တက်ခဲ့တာပါ။ဒါကြောင့်တခြားလူတွေမျိုးသူကိုက်ခဲ့တဲ့ဆရာလည်းပဲသူနိုင်ချင်းခံလို့သွားတိုင်တိုင်ပြဿနာကိုမဖြေရှင်းမိပဲနဲ့သူကိုယ်သာအပြစ်တင်လို့ရှိပါတယ်။ဆရာတော့နိုင်ချင်းခံတဲ့ကလေးတွေမှာပြဿနာရှိနေပြီးတော့အတန်းသားတွေကလည်းအကြောင်းရင်းရှိလို့ဝန်ကြီးကိုနိုင်ချင်းခဲ့တာလို့ပြောခဲ့တာပါ။အဲ့ဒါပြင်ဂွီနန်တို့နဲ့အတူသူ့ကိုချုပ်ပြီးတော့အတင်းအင်းကြီးချုပ်ခိုင်းပြီးတော့ဗီလိုရိုက်ခဲ့တဲ့နိုင်ချင်းចောင်းသားလေးဇွန်ပြီးဖြစ်သွားတော့ဝန်ကြီးတွေ့သွားပါတယ်။ဝန်ကြီးကတော့ចောင်းကြီးကိုကြည့်ပြီးတော့သူနိုင်ချင်းခံမြသူခံစားမြတွေပြန်ပြီးတော့တွေးနေခဲ့တာပါ။ အဲနောက်မှာတော့အွန်ဂျီကကြောင်းထဲကိုပြန်ဝင်သွားပြီးတော့ဆရာရုံးကန်းကိုသွားကခုံလေးထဲကနေမီးချစ်ကိုလိုက်ရှာပါတယ်။အွန်ဂျီကသူပြောခဲ့တဲ့အတိုင်းကြောင်းကိုပြာကြောင်းအောင်လုပ်မှဖြစ်ပြီးတော့ဒါစီရီလောင်းကစားကိုမီးရှို့ပြီးဆရာရုံးကန်းကိုပြီးလောင်တိုင်းသွေးမှာပြီ။တပတ်မှတော့ဂွီနန်မှာတိုက်ခိုက်နေတဲ့အကြောင်းချောင်းဆန်းနဲ့ဇူရောတို့မတိုင်းမနေနေဖြစ်ကုန်ပါတယ်။ဂွီနန်ကဝေးအုပ်ကြီးတဲ့ကဇွန်ဘီတွေကိုလွတ်ပေးလိုက်တာကြောင့်ချောင်းဆန်းနဲ့ဇူရောတို့ပေါင်းပြီးတော့တိုက်ခိုက်နေရပါတယ်။အဲနောက်ဂွီနန်ကိုကြည့်နေတဲ့စိတ်ထဲကနေတခုခံစားနေမိတဲ့နမ်ရာကတော့လူတစ်ပိုင်းဇွန်ဘီတစ်ပိုင်းပုံစံထပ်ပြီးတော့ပြောင်းလာပါတယ်။ ဒါကိုပြေပမာလည်းကယ်ဆယ်ရေးတတ်တာចောင်းသားလေးကိုចាន់တဲ့လူတွေရောလို့ထတ်တဲလေးမေးနေခဲ့ပါတယ်။ចောင်းသားတော့သူတယောက်တည်းတတ်ရှင်ចាញ់သူပါလို့လိန်ပြီးတော့ပြောဆိုခဲ့တာပါ။ကယ်ဆယ်ရေးတတ်တာတော့အောက်ထပ်မှာ ਨੇ ဇာတင်ကလေးမှာတတ်ရှင်ចាញ់သူတွေရှိသလားလို့မေးနေပေမဲ့ចောင်းသားကတော့သူကလွဲပြီးတော့ဘယ်သူမှမရှိတော့လို့ပြန်ဖြေပါတယ်။ဒါမဲ့ထခိုးရဲ့အတွင်းမှာလေကားမှာတော့ចောင်းသားအုပ်စုရှိနေပြီးတော့သူတို့တွေကတော့ဂွီနန်လောက်ကလွတ်အောင်ယုံကန်နေရတာပါ။ចောင်းဆန်းလဲဇုံပြီးတကူတိုက်ခိုင်းနေတဲ့ဂွီနန်တော့သူရှိရောက်လာကြောင်းလက်ထက်ကဒုံနဲ့မျက်နှာကိုရိုက်လိုက်ပါတယ်။အပြေမှာလည်းနောက်ဆုံးချိန်ဖြစ်မေးနေမယ်ចောင်းသားတော့ကိုလိုယုံပြီးတော့လိုက်သွားခဲ့ပါတယ်။ ။ဝန်ကြီးတို့နှစ်ယောက်သုံးယောက်အားနဲ့တိုးပြီးတော့စ조사ဖွင့်ပေမဲ့လေထာကိုတကားပွင့်မလာပဲကျောင်းရဲ့ခန်းတစ်ခုကမီးလောင်ပြီးတော့အချက်ပြစနစ်မီးမှသာထာကိုတကားလော့မလို့ပဲရေးပေါ်တကားအနေနဲ့ပွင့်လာမှာဖြစ်ပါလေ။ခွေနန်းတို့ချောင်းဆန်းထုတ်ခဲ့တဲ့မျက်လုံးတလုံးရဲ့ကြော်ကြီးကိုတောင်းနေပြီးတော့ချောင်းဆန်းမျက်လုံးဖောက်ဖို့조사နေပါလေ။အဲနောက်ဇုံမီပုံတို့ကပြောင်းတဲ့နန်ရာကခွေနန်းတို့ရုတ်တရက်ရောက်လာပြီးတော့ချောင်းဆန်းအဖေကခွေနန်းလက်ပေးကိုညှစ်ထားလိုက်ပါလေ။အလုံးနဲ့နမ်ရာကတော့သူ့ကိုကိုက်လိုက်တယ်ခွေးနန်းကြောင့်တန်ငယ်ချင်းတွေကြားဖြစ်သွားတဲ့ကိစ္စကိုတွေးပြီးတော့ခွေးနန်းအညိုးကြီးစွာနဲ့ပဲသူတို့နဲ့တိုက်ခိုင်းလေးလွာကြတာတော့ဘာလို့မသေးတာလဲလို့မေးလိုက်ပါတယ အိုင်နာဝါနာမရာကဂရီနာကိုအားနဲ့ကင်မြောက်လိုက်ပြီးအောက်ထပ်လေကားဘက်ကိုပြစ်ချလိုက်ပါလေ။ချောင်းဆက်လန်အန်အုံးနေပြီးတော့နာမရာလည်းယောက်ျားတယောက်တောင်ပြစ်ပေါက်နိုင်ခဲ့တဲ့သူ့ရဲ့အတွင်းအားနဲ့လက်တွေကိုထိတ်လိုက်နဲ့အန်အုံးကြီးပဲကြီးနေခဲ့ပါလေ။ဒိုနန်အော့ဖ်ဆီကရုံးကဲမှာတော့အုံးကြီးရှိုးခဲ့တဲ့မီးကြောင့်ပဲရုံးကဲမှာရှိတဲ့ဇွန်ဘီတွေကအကုန်လုံးမီးတွေဆွဲကုန်ကြပါလေ။အုံးကြီးကဗျော်ဗျော်ကြီးကြီးနေပြီးတော့သူရှိုးခဲ့တဲ့မီးတွေကဂုံနေပါလေ။အိုင်နာမရာအော့ဖ်အခန်းမီးလောင်နေအောင်ချက်ပေးစနစ်လှုပ်လှုပ်ပြီးတော့ဘေဘီနဲ့ထာကူတကားလည်းအလိုလျောက်ပွင့်သွားပါတော့လေ။အုံးကျိုလည်းတငယ်ချင်းတွေကိုခေါ်ပြီးတော့ကားဖွင့်ကထာကူဘုံတက်ကြပါလေ။ ကန်ဆိုးကျွန်တော်တို့အုပ်စုရောက်တဲ့အချိန်မှာကျောင်းကိုလာခဲ့တဲ့ရဟင်ကပြန်သွားပြီဖြစ်တဲ့တို့ကကျောင်းသားတွေလည်းလက်ပြပြီးတော့အောက်ကနေခေါ်နေခဲ့ပါလိမ့်ဒါမဲ့ရဟင်တွေကမမြင်မကြားကြတာကြောင့်ရဟင်ကတော့သူတို့ထားပြီးတော့ထွက်ခွာလို့သွားပါပြီသူတို့ဘလို့ပဲချက်ပြပြအကွင်းလွတ်သွားတာကြောင့်ကဲတီမခံလိုက်တော့ပါဘူးအန်အောင်ကျောင်းသားတွေကသူတို့အများကြီးစူးစမ်းပြီးတော့အတန်းနဲ့ရင်းကလာခဲ့ကြပါမိအကဲမခံလိုက်ရတဲ့ကြောင့်ရဟင်ကိုစိတ်ဓာတ်ကျပြီးတော့ငိုယုံနေခဲ့ကြပါလိမ့်အဲချိန်ထားကိုတကောက်အထဲကနေအတင်းထုနေအတန်းကြပြီးတော့အားလုံးလည်းလန့်နေခဲ့ကြပါလိမ့်ဒဲဆိုလို့လည်းရှိအောင်ကင်ထားပြီးတော့ပြန်ချဖို့အသင့်လှုပ်ထားကြပါပြီ အထက်ကနေလက်ကျိုးအောင်ထိုးနေရတော့ဂွီနန်ပဲဖြစ်ပြီးတော့ဒီတိုင်းတော့တကားမပွင့်တော့အတွက်ဂွီနန်ပြန်ဆင်းသွားခဲ့ပါတယ်။ဂွီနန်အသက်ရှူတန်တဲ့အနံ့ကိုရတဲ့နမ်ရာကတော့ဂွီနန်ပြန်ဆင်းသွားကြအောင်အလုံးစေးအောင်ပြောပြလိုက်ပါတယ်။အဲနောက်မှာတော့ကျောင်းကိုမီးရှို့ပြီးတော့ထွက်လာတဲ့အွန်ကြီးကကျောင်းရှိမှလဲနေတဲ့စပိန်ကိုတွေ့ပြီးတော့ယူစီးသွားပါတယ်။အရာလုံးကိုဆိုရင်ကြောင်းကြခဲ့ရမြအွန်ကြီးတို့စပိန်လေးနေတဲ့အေးစေးဖြတ်တန်းနေပါတယ်။တပတ်မှလည်းကျောင်းဆိုင်ဂွီနန်လေးတန်းမြောက်ကနေတကယ်ပဲပြုတ်ကြဟုတ်ရတာလို့စူရောကိုမေးနေခဲ့ပါတယ်။စူရောကတော့သူကိုယ်တိုင်ပဲဂွီနန်ကိုလေးတန်းကနေပြုတ်ကြအောင်လုပ်ခဲ့တဲ့ကြောင်းကျောင်းဆိုင်ကိုပြောပြနေတာပါ။ ဒါမှလည်းမသေးတဲ့ဂွီနန်တော့မသေးတာမျိုးမဟုတ်ပဲတိတ်ပြီးတော့ပြန်ရှင်လာမျိုးဖြစ်နိုင်လောက်တယ်လို့ဇူယောကပြောထားပါတယ်။အဲတော့မတော်ချောင်းဆန်းလည်းတွေးမိပြီးတော့ရုံးကန်ထဲမှာတွေးရတဲ့အုံးကြီးကိုသတိရသွားပါတယ်။ချောင်းဆန်းနဲ့ဇူယောကလည်းအဲတုန်းကတွေးခဲ့တဲ့အုံးကြီးလည်းထူးဆန်းပြီးတော့ဂွီနန်လိုမျိုးဖြစ်လိမ့်မယ်လို့ကောက်ချက်ချနေကြတာပါ။ချောင်းဆန်းတော့နန်ရာရောသူတို့လိုမျိုးဖြစ်လာမှာမဟုတ်ဘူးလားလို့ဇူယောကပေးလိုက်ပါတယ်။ဇူယောကတော့အဝေးမှာတယောက်တည်းထိုင်တဲ့နန်ရာကိုကြည့်ပြီးတော့အဆင်ပြေသွားမှာလို့ချောင်းဆန်းကိုပြောပါတယ်။ချောင်းဆန်းတော့နန်ရာဖြစ်မလာဘူးဆိုတာအမခံချက်မရှိလားလို့ပြောပြီးတော့စိတ်ပူနေပေမဲ့ ဇယောကတော့ခုချိန်မှာကိုတိုင်းသေမလားရှင်မလားတော့အာမခံချက်မှရှိဘူးလို့ပြောလိုက်ပါတယ်ဇယောကတော့စိတ်မပြတ်မသားဖြစ်နေချောင်းဆန်းကိုကြည့်ပြီးတော့ဩန်ဂျိုသာဖြစ်နေရောဆွန့်ပြစ်နိုင်မလားလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဒီဘက်မှာတော့ဟာရီတို့လည်းများပြစ်စင်တာကနေရိုက်ရင်လာပြီးတော့ပြန်သွားတာကိုတွေးလိုက်ရပါတယ်မိကျန်တော့ကယ်ဆယ်နေစနေဖြစ်နိုင်တာကြောင့်ခေါင်းမိုးတောက်သွားဖို့ဂျန်ဟာရီကိုပြောလိုက်ပါတယ်ဟယ်ရီကတော့ခုတစ်ခေါက်လာနေကယ်ဆယ်ကပြီးသွားရင်ရောလို့မေးလိုက်တာကြောင့်မိကျန်လည်းတစ်ခေါက်ပဲရှိသေးတယ်လို့လာနိုင်သေးတယ်လို့ပြောလိုက်တာပါဒါပေမဲ့ဟာရီကတော့ရိုက်ရင်ထလာမလားဆိုတာမသိနိုင်တာကြောင့် ။ခေါင်းမိုးတက်ကိုတက်သွားတာတော့အဆင်မပြေဘူးလို့ပြောလိုက်ပါတယ်။ဟာရီကတော့ဂျွန်ဆောင်းကိုပြပြီးတော့သူ့ကိုတည်ပြီးတော့ထွက်တာတော့အဆင်မပြေတဲ့အတွက်ဘလို့အဖြစ်ဖြစ်ထားကိုစီကိုသွားလို့မရဘူးလို့ပြောလိုက်ပါတယ်။ဂျွန်ဆောင်းကသူ့ကိုသူစိတ်ပြပြီးတော့သူ့ကိုသာထားပြီးသွားကြဖို့မိချင်းတို့ပြောလိုက်ပါတယ်။မိချင်းကတော့ဂျွန်ဆောင်းကခုလိုပြောနေတာကြောင့်သူ့အချင်းကိုမတီးဘူးလားလို့မေးလိုက်ပါတယ်။မိချင်းကဂျွန်ဆောင်းကိုတန်မာချင်းအောင်ဆောင်းမနေဘူးနဲ့အပြေမှာဂျွန်ဆောင်းတဲ့တန်မာတဲ့ဇွန်ဘီတွေအများကြီးပဲလို့ပြောလိုက်တာပါ။ဂျွန်ဆောင်းတော့သူဒီလိုဖြစ်နေရင်တော့တိမ်မသွားတော့ပါဘူးတော့လို့မိချင်းကိုမေးလိုက်ပါတယ်။မိချင်းကတော့ထက်ကိုမသွားရင်တော့မှအပြင်မှာအမှတ်သားဖြစ်ဖြစ်ထားမှာ ဒီမှာသူတို့ရောက်နေမှလူတွေသိနိုင်ပြီလို့လာကေမာလို့ဂျန်ပေးနေပါတယ်။အားကြောင့်မိချင်းလဲခေါင်းမိုးဓာမိုးအားစားခမ်းမဖို့တက်လို့မရဘူးလားလို့မေးလိုက်ပါတယ်။မင်းကျဲလဲသတိရသွားပြီးတော့အားစားခမ်းမဖို့တက်တဲ့လီကားကလေးချင်းကွင်းအပြင်ဘက်မှာလို့ပြောလိုက်ပါတယ်။မိချင်းလဲအပြင်ဘက်ကလီကားကိုညှို့ပြီးတော့ဒေတောင်းကြံခိုင်းနေမင်းကျဲကိုဒုတ်တချောင်းနဲ့လိုက်ရိုက်နေပါတယ်။အပေါ်ထက်ထက်ခိုးမှာတော့ချောင်းဆန်းတို့အုပ်စုက SOS တင်ကြတာလို့ဖို့တော့ထက်ခိုးမှာရှိတဲ့ပစ္စည်းတွေခုံတွေကိုချုံးနေကြပါတယ်။အဲနောက်ဂျောင်းကအပေါ်ကနေကြည့်ပေးပြီးတော့ပို့ပြီးတော့ပြည်ပင်နဲ့ SOS စာလုံးရအောင်လို့စူးစမ်းနေကြပါတယ်။ ဂျိုနဲ့တော်ကြီးတဲ့ SOS တင်ဂီတာကြီးကိုသူတို့တွေလှုပ်ထားကြပြီးတော့လာကယ်ဖို့လဲမျောလင်းချက်တွေထားနေကြတာပါဆရာကြီးရဲ့ဗီဒီယိုရက်ကော့တိုင်းမျောလင်းချက်စရာဘွားကိုလက်မလျှော့အောင်လှုပ်ပေးတဲ့ရက်ဆက်ဆုံးအကအွေပါပဲအဲနောက်မှာတော့အွန်ဂျိုဖေးကတနက်နဲ့ချိန်ပြီးတော့ဆိုင်ဆိုင်နဲ့ဝေးပြီးတော့ဇွန်ဘီတွေမဝင်အောင်ထဲကနေလော့ချခဲ့ပါတယ်ပြီးတော့မြေပုံထုတ်ကြည့်ပြီးတော့ဝူကျောင်းမင်းကလေးလက်တန်းချောင်းကိုစောပင်နဲ့ဝိုင်းပြီးတော့ဟိုဆန်နူမီနာစင်တာတို့ချက်ချီကအမှတ်သားလှုပ်လိုက်ပါတယ်ဗီဒီယိုရက်ကော့တွေကဆရာအီကတော့ဘလို့နီးလမ်းမျိုးမှပေါ်မလာတော့ပေမဲ့ရက်တန်းလိုက်လို့မရတဲ့အကြောင်းကိုထွက်ဆိုထားတာပါ ဝန်ချုပ်ဖေးကတော့သူသွားမဲ့လမ်းကြောင်းတွေမှတ်သားလုပ်ပြီးတော့ဟူဆန်းထထန်းကျောင်းကိုနောက်ဆုံးဥတီထားခဲ့တာဖြစ်ပါတယ်။အဲဒါမှာတော့ဝန်ကြီးဖေးကပစ္စည်းတွေတိမ်းပြီးတော့တနက်ကိုကိုင်းကပြန်လည်ထွက်ခွာခဲ့ပါတယ်။ခန္ဓာကိုယ်ပူချိန်တက်လာတဲ့သွေးပြူးတွေလှုပ်လှုပ်တယ်ဆိုမှလည်းဗိုင်းရပ်စ်ရာဆုပ်ယူလိုက်ပြီးတော့နောက်ထပ်ဗိုင်းရပ်စ်တစ်မျိုးဖြစ်နေမျိုးကွဲသွားတဲ့အကြောင်းကိုတော့ဆရာကြီးကစာတွေးခဲ့ပါသေးတယ်။တပတ်မှာတော့အမှုစေးရဲကခေါင်းပိုးပေါ်ရောက်လာပြီးဘလော့ဂါရဲ့ခြေထောက်အတွက်အစီအပြောင်းလုပ်ပေးနေပါတယ်။ဘလော့ဂါနာနေပြန်လဲမှုစေးရဲကအော်နေဇွန်ဘီတွေလာမှာဖြစ်လို့ဗဇက်ကိုပိတ်ခိုင်းထားပါတယ်။ ဘလော့ဂါရဲ့ခြေတော်ကကျိုးသွားမလို့ပတ်တီးစည်းထားလို့လှုပ်ထားရင်အမြန်တက်တာလာမှာပါအဲ့တော့မှတော့အမှုစီရဘလော့ဂါညီကိုလိုပေါ့ပါပြောခွင့်ပေးလိုက်တာကြောင့်အရင်ဆုံးခေါင်းကိုရိုက်လိုက်ပါတယ်အင်တာနက်ရုပ်သံစီစဉ်ရိုက်ဖို့နဲ့ဒီဒီလာတဲ့သူကိုယူနေရပဲလို့အမှုစီရဲကစူလိုက်တာပါမှုစီရဲကတော့အသက်ထက်တောင်လိုက်ရဖို့ပိုကြိုက်နေလားလို့မေးပြီးတော့ဒေါသကြီးထွက်ပြီးတော့ဒုံးနေတော့ရိုက်ပြစ်ချင်နေပါတယ်ဒီထဲမှာလည်းနဲ့ဖြတ်ပြောရရင်တော့မြန်မာနိုင်ငံမှာဒါမျိုးဖြစ်ရင်တော့သိတ်ကောင်းပါတယ်စောက်ယူလို့စောက်ဘောလို့ဆဲလီရောင်ဆောင်ဟာဒီရှေ့ဆုံးကသွားရိုက်ရှော့ဝါအေးတာပဲဆိုတော့ဇကာကိုဆဲရမယ်ဆိုရင်တော့ အမှုစီရဲကတော့ဘလော့ကာသာသူ့ညီဖြစ်ဇွန်ဘီတွေနာသွားစရာတော့မလိုပဲသူရိုက်လို့တင်နေတော့ပြီလို့ပြောလိုက်ပါတယ်ဘလော့ကာတော့ဒီဟာတွေဖြစ်နေအောင်ကဘာကြီးသိအောင်ချပြခြင်းတာဖြစ်ပါတယ်အဲ့ဒါနဲ့အမှုစီရဲလည်းအသက်ဆုံးဖော်ထုတ်ရအောင်ဘလော့ကာလားသတင်းတော်လားလို့ရွေးတာမေးလိုက်ပါတော့တယ်ဒိုနဲ့ဘလော့ကာအမှုစီရဲလုံးဖို့ကိုင်းဘက်ကဆုံးပြေသွားတာလားလို့မေးပြီးတော့သူရုပ်တံလွှင့်နေတဲ့ထဲပြောလိုက်မလားလို့မေးလိုက်ပါတယ်အမှုစီကတော့သူစုံတော့လှုပ်လာကြာပြီဖြစ်ပြီးတော့အသက်ရှင်မှုတောက်ခံတဲ့လူနဲ့သေဖို့လာနေကောင်တွေကိုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ် အဲ့ဒါကြောင့်မူစီရဲကတော့မလုံးတလုံးနဲ့ပါသွားတဲ့ကလေးတွေကိုပဲစိတ်ပူတယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မူစီရဲကသူတို့သားနေဘူးလဲပြီးတော့ငါချောက်ဖြစ်မခံနိုင်ရင်ဒီကနေသွားမှဖြစ်လို့အသုံးဝင်မဲ့ပစ္စည်းတစ်ခုခုရှာပါတော့တယ်။အမူစီရဲလည်းရေပုံးလှုပ်ပြလိုက်မယ်အောက်ကဇွန်ပီးတွေအတန်တိုင်းလှုပ်ရှားနေကြပါတယ်။အဲ့ဒါကြောင့်တစ်ခုပြီးတစ်ခုထပ်ပြီးတော့ပြစ်ပေါက်နေမယ်တိတ်ပြီးတော့မထူးခြားနာဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာဟွန်တောက်လျှောက်ဒီလိုက်ဘတ်စကားတစ်စီးကလမ်းထဲဝင်လာပြီးတော့ဇွန်ပီးတွေကိုတိုက်ချလိုက်ပါတယ်။ပြီးတော့သူတို့တွေကိုကားမှန်ဖွေးပြီးတော့မောကြီးလိုက်ပါတယ်။အဲ့ဒါကတော့ခြားသူမဟုတ်ပဲဟိုချောဖြစ်နေတာပါ။ အနောက်ဇွန်မီဒီယာကားမှန်ပပလဲဝိုင်းလာနေရတာဟိုကျော်လဲမူစီရဲကိုကားခေါင်မှုပေါ်ခုံချခိုင်းလိုက်ပါလေအမူစီရဲလဲဘလော့ကောက်ခုံချခိုင်းမှာ၆နာနေရတော့မစင်းဘူးလို့အကြောက်ကန်ညင်းနေတာပါအားကြောင့်အမူစီရဲလဲဘလော့ကောက်ခေါင်မှုပေါ်နေသေမလားခြေထိုးခံမလားလို့မေးလိုက်ပါတော့လေအနောက်ဟိုကျော်တော့ကားမှန်ကားဒီဘိုးများလာတဲ့ဇွန်မီအုပ်ကိုကြည့်ပြီးတော့ဇယ်ပင်လေးကိုမျက်စိမိတ်ခိုင်းထားလိုက်ပါလေဂျိုနဲ့ဟိုကျော်လဲသွားတော့မယ်အလုံးမှာအမူစီရဲကဘလော့ကောက်အပြန်ခုံခိုင်းလိုက်ပါလေဘလော့ကောက်လဲခုံလိုက်ပြီးမှကားခေါင်မှုကချော်ပြီးတော့အောက်ကိုကြတော့မှဖြစ်လို့ဇွန်မီရဲ့အောက်ကနေအသင်ဆောင်နေကြပါလေ ဒါမဲ့မူဆေးရပြန်ဆွဲတင်ပေးလိုက်တာကြောင့်သူတို့နှစ်ယောက်စလုံးဟူချောကောင်းမှုနဲ့လွတ်သွားခဲ့ပါတယ်။အဲနောက်ထာကူဘော်ရောက်နေကြတဲ့ចောင်းသားတွေကဒုက္ခရောက်ရင်သုံးတဲ့အချက်ပြ SOS တင်ဂီတာကိုလှုပ်ပြီးတော့စောင့်နေကြတာပါ။ဒဲဆိုတော့ SOS လုံတုံးကလှုပ်ပြီးမဲ့အိဗယ်မသိတာကြောင့်အုံချုံမေးနေခဲ့ပါတယ်။ဒဲဆူတောက်ဒုက္ခရောက်ရင်အချက်ပြမှန်သိပေမဲ့လည်းဘယ်စားလုံးရဲ့အတူကောင်လဲဆိုတာသိချင်နေရပါ။အုံချုံတော့ SOS ကအတူကောင်မဟုတ်ပဲဒီတိုင်း SOS ပဲလို့ပြောလိုက်တာကြောင့်ဒဲဆူကတော့မယုံသေးငါဖြစ်နေပါတယ်။သူနဲ့ချောင်းဆန်းလဲအုံချုံနဲ့ဒဲဆူအငင်းကုန်ဖြစ်နေအောင်ကြားပြီးတော့သူတို့နားကိုရောက်လာခဲ့ပါတယ်။ တယ်ဆိုတော့သူ SOS ရဲ့အရှိကိုမသိတာကြောင့်အုံးချုံမေးလိုက်ပြီမဲ့အရှိမရှိဘူးလို့ပြောတဲ့အတွက်မသိရင်လည်းအမှန်တိုင်းပြောဖို့လို့ပြောနေခဲ့ပါတယ်။ချောင်းဆန်းတော့အုံးချုံပြောတာအမှန်လို့ပြောလိုက်ပြီးတော့တယ်ဆိုဘာလို့အုံးချုံမယုံနာလဲလို့မေးပါတယ်။တယ်ဆိုတော့ဆက်မပြောတော့ပဲအတန်းကောင်းဆုံးနန်ရစီသွားပြီးတော့ထမ်းမေးလိုက်ပါတယ်။တကယ်တော့ချောင်းဆန်းလည်းဘာမှမသိပြီမဲ့အုံးချုံပြောတာအမှန်ပါဆိုပြီးတော့တန်အောင်လိုက်ခဲ့တဲ့သဘောပါ။အဲတော့အုံးချုံကသူတို့နေမွေးငယ်မှာမီးမွေးပြီးတော့နေကြဖို့အားလုံးကိုပြောလိုက်ပါတယ်။အဲလိုနဲ့သူတို့တွေကတယောက်လှည့်စီစူးစမ်းပြီးတော့မီးမွေးနေကြပါတယ်။ဒါမှလည်းလက်တွေနာပဲဖတ်တယ်ပြီးတော့မီးတောက်ကတော့ထွက်မလာခဲ့ပါဘူး။ အဲနောက်မီးကိုထွက်လာတဲ့အချိန်မှာဆူယောကမီးထွက်လာအောင်မှုတ်ပေးနေပြီမဲ့မီးကငြိမ်းသွားပြန်ပါလေအဲနောက်မြင်တော့နန်ရာကတော့အိတ်ထဲကမီးကြီးကိုထုတ်ပေးပြီးမီးချင်းနဲ့လှုပ်ဖို့ပြောလိုက်တာပါနန်ရာဆေးလေးတောက်တက်တာကြောင့်စကက်ရဲ့ဘေးအိတ်ထဲမှာအများနဲ့မီးကြီးကိုထဲထားတတ်တာပဲဖြစ်ပါတယ်ဆူယောဘာဝင်အားလုံးနဲ့နန်ရာလူစားတော်ပြီးတော့ဆရာမချစ်တော်ကဆေးလေးတောက်တယ်ဆိုတာကိုကြားတော့မယုံနိုင်အောင်အံ့ဩလို့နေပါတယ်အဲနောက်မှာတော့မုံဖြောင်းနေကလေးတိုင်းကားပေါ်မှာမှုစီရဲကတော့ဟီစုကလေးလေးကိုကြည့်ပြီးတော့အန်ရဲ့ကင်းနေရာမြင်တော့ပြုံးနေခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့မှုစီရဲကသတိရသွားပြီး သူ့ကိုဆုံးပြစ်ပြီးတော့တယောက်တည်းထွက်ပြေးသွားဟိုချောကိုသစ်စပေါက်ကောင်လို့ပြောနေခဲ့ပါတယ်။ဟိုချောတော့ဘတ်ကားရှာတွေ့ရနဲ့ပြန်လာပြီးတော့ဆိုင်ကယ်ဆိုဘလို့မှမဆက်နိုင်တဲ့အကြောင်းပြောနေတာပါ။အဲနောက်မူစီရဲကလည်းဟိုချောကိုဘတ်ကားလိုင်းစီအောင်ရှိလို့လာလို့မေးလိုက်ပြီးဟိုချောကရိုးလိုင်းစီမဲရှိတာကြောင့်ဒုံးစံတိုင်းပဲပြောဆိုနေခဲ့ပြန်ပါတယ်။အဲ့ချိန်နောက်ကိုကြည့်နေဟိုချောကမမြင်မဲနဲ့စပိန်နဲ့လာနေအွန်ဂျီကိုဝင်တိုက်လိုက်ပါတယ်။အဲနောက်မူစီရဲလည်းအောက်ဆင်းကြည့်ပြီးတော့မသွားခင်မှာသူ့ကိုထားပြီးတော့ထွက်မပြေးဘူးဟိုချောကိုပြောနေပါသေးတယ်။ဂျိုနယ်မူစီရဲကအွန်ဂျီလာလာပြီးတော့အစီအပြေလာလို့မေးနေခဲ့တာပါ။ ။ဦးကြည်လည်းအစဉ်ပြေချောင်းပြောလိုက်တော့မူဆေရဲကသူတို့ကရဲတွေပါလို့ပြောလိုက်ပြီးဦးကြည်ကိုခေါ်ဖို့ဆွဲထူလိုက်ပါ။အဲအချိန်မှာတခုခုအမြင်လိုက်တာကြောင့်ဟိုကျော်လည်းဟွန်းဆန်းပြတ်တီးပြီးတော့မူဆေရဲကိုခေါ်ပါတော့တယ်။အဲနောက်သူတို့တွေစီကိုတနတ်တွေနဲ့ပြင့်နေပြီးတော့အဲ့ဒါကတော့စစ်သားတွေပဲဖြစ်ပါလေ။စစ်သားတွေအနားရောက်လာတဲ့အခါမှာတော့မူဆေရဲကသူတို့ကိုမပြစ်ဖို့နဲ့သူ့ရဲ့ဝန်ထမ်းကကိုထုတ်ပြလိုက်ပါလေ။တပတ်မှလည်းများပြင်းစင်နာမှာဟာရီကမိချင်းကိုများပြင်းသင်ပေးနေပါလေ။မိကျင်းတော့များပြစ်တာအရန်ကြည်ကောင်းပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ထားပြောလိုက်တာကြောင့်ဟာရီကတင်မယ်ဆိုအဲ့လိုစိတ်နဲ့မှတင်ဖို့ပြောလိုက်တာပါ မိချင်းတော့ဟာရီကများပြစ်တက်တာလေးကိုဟုတ်ကြီးမှတ်နေရပဲလို့ပြန်ခနဲ့ပါတယ်အဲနောက်မိချင်းများပြစ်ကြည့်တဲ့ခါမှတော့ထင်းတော့လွယ်မနေတာကြောင့်အဓိကပြစ်မှတ်အောင်မထိပါဘူးဟာရီကတော့များပြစ်တာအဲ့လောက်မလွယ်ဘူးလို့ပြောပေမဲ့မိချင်းကတော့စားလုံးရတာထက်တော့ပိုလွယ်နိုင်တယ်လို့ပဲတွေးနေတာပါဟာရီလည်းများပြစ်ပြိုင်ပွဲမှာထိတ်ဆုံးတရာတွင်းဝင်တော့ဇိုးတက်သူဝင်နိုင်ပြီးတော့ပြီးတွင်းမှာပဲအဆင့်တရာဆိုရင်တော့ဘဲမှတက်လို့မရဘူးလို့ပြောလိုက်ပါတယ်ပြီးတော့အဲ့လိုသာဖြစ်ရင်နိုင်ငံကိုစားပြုမဖြစ်တယ်လို့တက်ကသူလည်းမတက်နိုင်တာကြောင့်ပေါင်းစည်းပွဲလည်းမဝင်နိုင်ကြောင်းကိုရှင်းပြလိုက်ပါတယ် ်မိဂျင်းရဟာရီဒီတခါဆိုနိုင်ငံကိုစားပြီးဖြစ်မယ်ဆိုတာအလုံးသိတာကြောင့်မြားပြစ်တဲုံနဲ့တက်ကူတက်ခွင့်ရမအောင်ညီညွတ်မနေပါနဲ့လို့ပြောလိုက်ပါလေဟာရီလည်းမျက်နှာပြတ်သွားကြောင်းမိဂျင်းကတော့အခြေအနေကိုရိပ်မိသွားပါလေအဲ့တော့မိဂျင်းကတော့ဟာရီတက်ကူမတက်ရတိုင်းလည်းတေးမသွားပါဘူးလို့ပြောလိုက်ပါလေဟာရီကတော့မြားပြရတာကိုရမ်းကြိုက်ပြီးတော့သူ့ဘွားတစ်ယောက်လုံးလည်းမြားပြစ်တာလွဲပြီးတော့ဘာမှမလုပ်ခဲ့ဘူးပါဘူးအဲကြောင့်တက်ကူဖြစ်ဖြစ်ပေါင်းစည်းပွဲဖြစ်ဖြစ်လုံနိုင်တာရှိနေသေးအဆင်ပြေတယ်လို့မိဂျင်းကိုပြောပြနေပါလေဒါပေမဲ့ခုသူသက်16နှစ်မှပဲမြားပြစ်ဖို့နေရာမရှိတော့တာကြောင့်ညှော်လင့်ချက်မရှိတော့ဘူးလို့ဟာရီကပြောလိုက်ပါလေ။ ီဂျီကတော့ဇွန်ဘီတွေကြောင့်များပြားကြားမားတွေသာကုန်သေးသွားရင်ဟာရီကတော့လိုလျောက်နိုင်ငံကူစားပြီးဖြစ်လာနိုင်တယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့မီဂျင်းကတော့အသက်ရှင်နေအောင် CSD ကြောင့်တက်သူတက်ခွင့်ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲနောက်မီဂျင်းလည်းဒီလောက်ပဲညီးပြီးတော့သူ့ကိုများပြားသိမ်းပေးဖို့ပြောလိုက်တာပါ။အဲနဲ့ဂျုံတဲ့ခါဟာရီတောက်ထဲတဲ့ဆိုင်သူလည်းစူးစမ်းပြစ်လို့ရတယ်လို့မီဂျင်းကပြောပါတယ်။တပတ်ကဘော်ဒတ်ထက်ခိုးမှလည်းကြောင်းသားတဲ့အမီးပုံပပတ်လေးဝိုင်းထိုင်ပြီးတော့စကားတွေပြောနေကြပါတယ်။ဆူရော်လဲဒဲဆူအစိုးလူဝေးပွဲအကြောင်းသတိရပြီးမေးတော့ဝေးလျှော်ခန်းလိုက်တဲ့အကြောင်းဒဲဆူကပြောပါတယ် အဲနောက်အဆိုတော်တဲ့ဒဲဆုကိုအလုံးကအိုက်ချင်းကြိုက်ကြကြအောင်ဆိုပြဖို့ပြောလိုက်ပါတယ်ဒဲဆုလည်းတချင်းဆိုပြတယ်တငယ်ချင်းလည်းပြောရွှွှွှင်းအပူကင်းဖြတ်တန်းခဲ့တာចောင်းသားဘောကိုပြန်တရိယာကမျက်ရည်ဝဲပြီးတော့လိုက်ဆူနေခဲ့ကြပါတယ်ဂွီနန်တော့အမောင်နဲ့ညီညီလေးထိုင်နေနဲ့ဂျိုးသွားလက်ကပြန်ကောင်းလာတာကြောင့်ခေါမိုးတက်ကိုတိုက်ရမယ်လို့ပြောနေခဲ့ပါတယ်အဲနောက်မှာတော့ဂီတာခန်းမိဘဆရာခန်းတွေကနေနိုင်ုံတယောက်တိတ်တိတ်ကလေးအပြင်ကိုထွက်လာပါတယ်အပြင်မှာလည်းပစ္စည်းတွေနဲ့ပြိနေဇွန်ဘီတွေကိုမြင်ပြီးတော့နိုင်ုံကတလှမ်းချင်းသွားနေခဲ့ပါတယ်အဲနောက်နိုင်ုံကဇန်နရအောက်ကပြိနေဇွန်ဘီကြောင့်ဇန်နရတန်ထွက်နေအောင်ရအောင်လှုပ်ပေးလိုက်ပါတယ် ပြီးတော့နာယောင်ကပြုတ်ကျခဲ့ကင်မရာကိုကောက်ကင်မလို့ကြည့်နေတော့အနောက်ကနေဇွန်ဘီတွေပြေးလာကြောင်းကင်မရာယူပြီးတော့ခန်းထဲကိုပြေးဝင်ပါတော့တယ်။နာယောင်လည်းကြောက်ကြောက်နဲ့တကားလောချပြီးတော့တကယ်ချင်းနေ record message ချန်ခဲ့တာတွေကိုကြည့်နေပါတယ်။နာယောင်ကတော့အလုံးရဲ့ record ကိုကြည့်နေပြီးတော့ဒဲဆူတချင်းဆိုပြတဲ့တချင်းစာသားတွေကိုနားထောင်ပြီးသဘောတူကြနေခဲ့ပါတယ်။အဲနောက်နာယောင်က record ဖွင့်ထားတဲ့တကယ်ချင်းတွေအတွက်ရေးနဲ့အစားစာယူနေပါတယ်။နာယောင်အိတ်ထဲကိုမုတ်တွေထည့်နေအောင်ချောင်းဆန်း record ပွင့်လာပြီးတော့ချောင်းဆန်းကအမေဖြစ်သူကောင်းစုတေးသွားတဲ့အကြောင်းကို message ချန်ခဲ့တာဖြစ်ပြီးတော့နာယောင်လက်တွေလည်းတုံဆိုင်သွားပါတယ်။ ကျောင်းဆန်းတော့သူကြောင်းဆူကိုခေါ်ခဲ့တာကြောင့်အခုလိုဖြစ်တာလို့ပြောပြီးတော့ကြောင်းဆူကတခြားသူတွေကိုကိုက်နိုင်ဆိုပေမဲ့သူကြောင့်တေးသွားခဲ့တာလို့ပြောခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်အမေဖြစ်သူကိုကြောင်းဆူအဖွားမလန့်သွားအောင်တရားလေးပြောပြီးဖို့ကျောင်းဆန်းမာနေခဲ့တာပါ။ပြီးတော့ကြောင်းဆူကကျောင်းဆန်းတို့ကြက်ကြော်ဆိုင်မှာအချိန်ပိုင်းလှုပ်ချင်ခဲ့ပြီးတော့အမေရန်ကြက်သားတွေလက်ကားစားလို့ကျောင်းဆန်းကမလုခိုင်းခဲ့တာဖြစ်ပါတယ်။ဒါမှလည်းဝမ်းနေနေကျောင်းဆန်းကကြောင်းဆူကိုဒီတိုင်းစားခွင့်ပေးလိုက်မှလို့ပြောနေတော့ကင်မရာကလည်းအားကုန်ပြီးတော့ပိတ်သွားခဲ့ပါတယ်။အဲမှာနိုင်အောင်တယောက်မျက်ရည်လေးဝဲနေပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာကြောင်းဆူကရက်နေရာကိုတွေးလိုက်ရပါတယ်။ ပြီးတော့အတန်းသားရင်းနဲ့ဖျက်ဖျက်ခဲ့တာတွေကိုစားလေးဆုံးပြန်မြင်အောင်ရင်းနေကျောင်းစုပုံရင်းကိုထွက်သွားဖို့ပြောနေပါတော့တယ်ကျောင်းစုကတော့နိုင်ုံသူ့ကိုတက်လိုက်တာလားလို့မေးနေခဲ့ပြီးတော့နိုင်ုံလည်းငိုရင်းနဲ့ခေါင်းချင်းကမုန်းထုံးနဲ့ပြစ်ပေါက်လိုက်ပါတယ်အဲနောက်နိုင်ုံကအတန်းသားရင်းစီကိုမုတ်သွားပြီးမတွေးတော့ပဲရင်လိုပဲအခန်းချင်းလေးထဲမှာငူငိုင်းနဲ့ထိုင်နေလိုက်ပါတော့တယ်အဘော်ရထကူဘက်မှာလည်းကျောင်းသားတွေကဒဲစုသချင်းကိုချီးကျူးနေကြပါတယ်ဦးကျော်ကတော့နမ်ရာကိုကြည့်ပြီးတော့ဈေးလိုက်ပဲချိန်တုံးတဲ့ကတောက်တက်တာလေးလို့မေးလိုက်တာပါနမ်ရာတော့သူရှစ်တန်းနှစ်ထဲကစားတော့ခဲ့တာဖြစ်ပြီးတော့ တကယ်ကြီးအောင်စိတ်ထွက်ပါအောင်မရှိတာကြောင့်တောက်ဖြစ်နေခဲ့တာလို့ပြောပြပါတယ်။အုံကျိုလည်းအဲစကားကိုကြားပြီးတော့နမ်ရောင်းကိုတကယ်ကြီးလိုအပ်ခဲ့လားလို့မေးပါတယ်။ဒီဖြုံနမ်ရောင်းကိုယ်တိုင်လည်းရေရာသေးချာမသိခဲ့ပါဘူး။အုံကျိုတော့တကယ်ကနမ်ရောင်းကိုယ်တိုင်ရှောင်နေခဲ့တာဖြစ်ပြီးတော့အမြဲတမ်းနှစ်ချက်တက်ကအားလုံးစကားပြောပဲနေခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒါကြောင့်အုံကျိုကသူတို့ကိုမကြိုက်တာလားလို့မေးလိုက်တဲ့အခါနမ်ရောင်းအလူစိတ်မျိုးမရှိခဲ့ပဲဒီတိုင်းတကယ်ကြီးမရှိလို့ပါလို့ပဲပြောလိုက်ပါတယ်။တကယ်တော့သူတို့နမ်ရောင်းကိုမကြိုက်ကြတာနမ်ရောင်းသူတို့ကိုအောက်ကြလို့မခေါ်မပြောပဲနေတယ်လို့ထင်နေခဲ့လို့ပဲဖြစ်ပါတယ်။ ဂျွန်အောင်ကလည်းသူ့ဘဝမှာနန်ရာမရှိရင်ကောင်းမယ်လို့တွေးခဲ့ပြီးနန်ရာကြောင့်သူအမြဲတေမရတ်ဂျူးစားလဲအဆင့်နဲ့ပဲရခဲ့လို့မုန်းနေခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒါမဲ့အခုတော့နန်ရာဂျွန်အောင်အတွက်အဆင်ပြေပြီးတော့နန်ရာကျေးဇူးကြောင့်သာအဆင့်နဲ့ရခဲ့တာလို့ပြောလိုက်ပါတယ်။ဒဲဆိုတော့သူတို့ကတန်းနဲ့အဆင့်20ထောင်ရတဲ့သူမဟုတ်လို့အဆင့်နဲ့လဲကောင်းပါတယ်လို့ပြောလိုက်တာပါ။အိုင်နာမတော်တငယ်ချင်းချင်းချင်းနားလေသွားကြပြီးတော့စားနောက်နေရာကြောင့်ဒဲဆူလဲသူကြိုက်နေတဲ့သူရှိတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါတော့တခြားသူမဟုတ်ပဲဝူချင်းရဲ့အမအမားပြစ်မေးကြဂျန်ဟာရီပဲဖြစ်ပါတယ တယ်ဆိုတော့မဟာရီကျောင်းကိုဖွင့်တွေ့ပြောနေအောင်အားလုံးကသဘောကျနေကြတာပါဝူချင်းလည်းဒီကနေ့သာအသက်ရှင်လျက်ထွားနိုင်ခဲ့ရင်တယ်ဆူပြောတာအကုန်မဖြစ်သူကိုပြောပေးမယ်လို့ပြောလိုက်ပါတယ်ဝူချင်းကတော့သူ့အမအကိုမကြိုက်ဖို့နဲ့အမဖြစ်သူကိုတယ်ဆူမြင်ရင်ညားနဲ့ပြစ်တတ်ပေးဖို့ပြောမယ်လို့စလိုက်ပါတယ်တပတ်မှတော့နိုင်ယုံကသူနဲ့ဆရာမထွက်ပြေးတဲ့နောက်ကိုဂေါင်းဆူဇုံပြီးပွားနဲ့လိုက်ခဲ့တဲ့အကြောင်းကိုပြန်တွင်းနေခဲ့ပါတယ်ပြင်းနေတဲ့နိုင်ယုံကလဲကျသွားကြအောင်ဆရာမကဂေါင်းဆူကိုသူ့ကိုယ်နဲ့ဝင်တိုက်လိုက်ပါတယ်အဲနောက်ဂေါင်းဆူကဆရာမကိုအသေးအံကိုက်နေမယ်ဆရာမကတော့ခုခံနေပါတယ် အန်တော်ဆရာမတော့အကြိုက်ခံထားပြီးတော့မပြောင်းသေးခင်မှာနိုင်အောင်ကိုဆွဲပြီးတော့ခေါ်ထုတ်ပြီးသွားတာပါဆရာမနိုင်အောင်ဂီတခန်းထဲထည့်ပြီးတော့တကားပိတ်ထားလိုက်ပါတယ်ဆရာမတော့အပြင်မှာကြံခဲ့ပြီးတော့ဇွန်ဘီတွေကသူ့ကိုဝိုင်းနေကြပါပြီအန်တော်ဆရာမရဲ့လေဘင်းကိုဂိုင်းအောင်စုကိုက်လိုက်တာကြောင့်သွေးတွေကဒလောစီးကြလာတာကိုနိုင်အောင်ကထွေသွားခဲ့ပါတယ်နိုင်အောင်လည်းငိုနေပြီးတော့အရာဂိုင်းအောင်စုလောက်တာလို့ပြောနေခဲ့ပါတယ်ဆရာမတော့အပြင်ကနေနိုင်အောင်ကိုအော်ခေါ်နေပြီးတော့နိုင်အောင်အတန်းသားတွေရောကြောက်လို့လုံးမိတာပါလို့ပြောလိုက်ပါတော့တယ်အဲဒါကြောင့်မလို့ဆရာမနောက်ကိုနိုင်အောင်နေနဲ့တယောက်တည်းမနေဘဲ တငယ်ချင်းလေးစီကိုပြန်သွားခိုင်းလိုက်တာပါဆ ्याम ကတော့နိုင်ုံတငယ်ချင်းလေးစီရောက်တဲ့အခါကြောင်စုကိစ္စကိုတောင်းပန်လိုက်ဖို့မှားလိုက်ပါတယ်ဆ ्याम ကနိုင်ုံကိုဆက်ဆက်အသက်ရှင်ဖို့ပြောပြီးတော့ဒီတစ်ခါတော့နိုင်ုံကပဲတငယ်ချင်းလေးကိုကူညီလိုက်ဖို့ပြောကာကူညီဖို့ဆိုရင်ဘာကိုမှမတုံ့ဆိုင်မဲ့ကူညီပေးဖို့မှားနေခဲ့ပါတယ်ပြီးတော့ဆ ्याम ကသူ့ကိုယ်သူဇုံပြီးပြောင်းတော့မှဖြစ်လို့အချိန်များတော့မှတီးသွားပြီးနိုင်ုံကိုပဲရာကမှနိုင်ုံမှမဟုတ်ပဲဆ ्याम ကအမှားပေးလို့ပြောကာတောင်းပန်နေခဲ့ပါတယ်ဆ ्याम ကနောက်ဆုံးအနေနဲ့နိုင်ုံကိုဆက်ဆက်အသက်ရှင်ဖို့ပြောပြီးတော့တဖြည်းဖြည်းနောက်ဆုံးရင်အဝေးကိုထွက်ပြေးသွားပါတော့တယ် နောင်လည်းရုပ်ကြိုးပြလဲကြပြီးတော့ဆရာမကိုစိတ်မကောင်းဖြစ်ပြီးတော့ငိုအင်းသာကြံနေခဲ့ရပါတယ်။ဒီကိစ္စတွေကိုနောင်တယောက်ပြန်တွေးမိပြီးတော့သူလွတ်ပြစ်ခဲ့တဲ့မုံထုပ်တွေကိုကြည်နေပါတယ်။အဲနောက်နောင်ကမုတ်တွေကိုပြန်ကောက်ထည့်နေအိတ်ကိုယူကအိတ်နဲ့အပြည့်ရှာနေအောင်မုတ်တွေကိုဖြည့်နေပါတယ်။အဲနောက်ဒူရီယာခန်းထဲကနေနောင်အိတ်ကိုလွှဲပြီးတော့ဒိတ်ဒိတ်လေးထွက်လာခဲ့ပါတယ်။အပေါ်တဲ့ထက်ကိုမှာတော့ဂျီမင်းကအဖေနဲ့အမေဖြစ်သူကသူကြောင်းပြောင်းမှုအကုန်လုပ်ပေးထားပြီးဘာပဲဖြစ်ဖြစ်စိုးရောင်းသွားဖို့ပြောကြောင်းတကယ်ချင်းတွေကိုပြောလိုက်ပါတယ်။ဒါမဲ့ဂျီမင်းကတော့မသွားခြင်းခဲ့ပဲသွားလိုက်ရင်တကယ်ချင်းလည်းမရှိဘူး။ ဇိုးကလူတွေကိုလည်းကြောက်တယ်လို့ပြောလိုက်တာပါအဲဒါကြောင့်မဲဂျီမေးကဒီကိစ္စကိုဘယ်လိုလုပ်အောင်လဲကိုတွေးနေကြတာဖြစ်ပါတယ်အဲဒီတော့ကအုံးချုပ်ကဂျီမေးကို9ရက်ကြောင်းပြလိုက်ဖို့အကြံပေးပြီးတော့ဒီလိုသာလုပ်ရင်ကြောင်းဆရာကြီးကထောက်ခံတာမရေးပေးတော့ဘူးလို့ပြောလိုက်ပါတယ်အဲဒါကြောင့်ဂျီမေးကြောင်းပြခဲ့ပြီးတော့ကြောင်းမပြောင်းပြစ်ခဲ့တာအုံးချုပ်ကြောင်းပဲလို့ပြောလိုက်တာပါဒါမဲ့ဂျီမေးကအဲဒီတော့ကသာသူသွားခဲ့ဒီလိုကိစ္စကိုကြောင်းရမှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင်းအုံးချုပ်လည်းမျက်နှာငယ်သွားပါတယ်ဟူချင်းကတော့သူ့မငယ်ငယ်ကလေးကလိန်လို့ရှင်လို့ပြောခံပြီးတော့ကြည်ပြင်းလာခဲ့တာကြောင့် တို့တမိသားစုလုံးကအမားပြည်သူဂျန်အာရီကိုအမျိုးသားအကစားအဖွဲ့တဲ့ပါမပါပဲဂူးဆိုင်ကြပြီးတော့သူကတော့စိတ်ဝင်စားကြဘူးလို့ပြောပြပါတယ်။အဲဒီစကားကြောင့်ဒဲဆူကတော့ဝူချင်းကိုဝမ်းမနေဘူးနဲ့သူစိတ်ဝင်စားပါတယ်လို့ပြောလိုက်တာပါ။ဒါနောက်ဝူချင်းလည်းဒဲဆူကိုဝမ်းမပြောဘူးကာလိုက်ပြီးတော့ဒဲဆူသူ့ဘေးမှာရှိနေလို့တော်ပါသေးတယ်လို့ပြောလိုက်ပါတယ်။နမ်ရာတော့သူ့မှာထွေထူးပါမပြောစရာမရှိပေမဲ့လက်ရှိတော့တငယ်ချင်းတွေရှိလာခံစားကြောက်ခံစားရတယ်လို့ပြောပါတယ်။ချောင်းဆန်းတော့မိစာထတ်ထိုင်နဲ့သူ့စိတ်ထဲရှိတာတွေပြောဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒိုနယ်တစ်ဖက်မှာလည်းနိုင်ဝင်ကကော်ရီတာကိုယင်ထွက်ကြည့်တဲ့အခါမှာ ဇွန်ဘီတွေရမ်းမများပဲဟိုတယောက်ဒီတယောက်ပဲရှိနေအောင်တွေးလိုက်ရပါတယ်။နိုင်ယွန်းလည်းဂီတာကန်နဲ့ပြန်ဝင်ပြီးတော့ရိုက်လို့ရမယ့်ပစ္စည်းတွေကိုရှာနေခဲ့ပါတယ်။အဲဒီချိန်နိုင်ယွန်းနောက်ကိုဂီနန်ရောက်လာပြီးတော့ဂီတာအခန်းတကားကိုပိတ်ပစ်လိုက်ပါတယ်။ဂီနန်တော့ခေါင်းပိုးတက်သွားမအောင်တကားလောချထားကြောင်းနိုင်ယွန်းနောက်ဘက်ကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒီဘက်ကိုသွားမှလို့ပြောလိုက်ပါတယ်။နိုင်ယွန်းလည်းလန့်ပြီးတော့ဂီနန်ကိုဇွန်ဘီလာလို့မေးလိုက်တာကြောင့်ဂီနန်စိတ်ဆိုးပြီးတော့လက်ရွယ်ဖို့လှုပ်လိုက်ပါတယ်။အဲ့နောက်ဂီနန်နိုင်ယွန်းအိတ်ထဲအပြည့်ဖောင်းတဲ့မုတ်ထုပ်တွေကိုမြင်ပြီးတော့စားစားတွေယူလာလားလို့မေးလိုက်ပါတယ်။နိုင်ယွန်းကခေါင်းချင်းပြတဲ့ခါမှာတော့ဂီနန်ကဘိုက်စာလိုလားလို့မေးလိုက်တာပါ။ နိုင်အောင်ကတော့ကြောက်ပြီးတော့ဘာမှဖြေနိုင်ခဲ့ပါဘူး။ဂွီနန်ကနိုင်အောင်ဘိုက်စာနေလားလို့နောက်တစ်ချိန်ထမ်းမေးမှသာနိုင်အောင်ကခေါင်းညှိလိုက်ပါတယ်။အဲနောက်ဂွီနန်ကသူလည်းဘိုက်စာနေလို့ပြောပြီးတော့နိုင်အောင်ကိုဆွဲကြိုက်ပါတော့တယ်။နိုင်အောင်လွယ်ထားတဲ့မုတ်ထိုးအိတ်ကပြုတ်ကျသွားပြီးတော့ဂွီနန်ကိုက်ချက်တွေကြောင့်နိုင်အောင်သွေးတွေအချမ်းမြေပေါ်မှာပြန်ကျဲနေပါပြီ။နိုင်အောင်တယောက်ဂွီနန်ကိုရိုက်နှက်နေမဲ့လည်းဂွီနန်ကိုက်စားနေတာနိုင်အောင်တစ်ကိုယ်လုံးကိုသွေးတွေဆွဲကျလာတဲ့ဒီဖြစ်လာခဲ့ပါတယ်။ဘေးအပစ္စည်းတွေပြိနေဇွန်ဘီတွေကတော့ထားမရပဲစန်းတော်ဝါဝါဖြစ်နေပြီးတော့ဂွီနန်ကိုက်စားတဲ့အတန်းကြောင့်လမ်းကြီးနေကြပါတယ်။ကျမ်းမြေမှာသူ့ရဲ့ဖဏဖြူလေးမှာပါ။ အဖြူအောင်မပေါ်တော့တဲ့ထီကို나ယွန်းသွေးတွေအများကြီးကိုစီးကြနေပါလိမ့်။ဓမ္မမာတော့ပေါ်တဲ့ခေါင်းမိုးပေါ်မှာချောင်းဆန်းသူလဲသူ့စိတ်ထဲရှိနေရတွေတကယ်ချင်းတွေကိုပြောပြနေပါလိမ့်။ချောင်းဆန်းတော့ဒီတိုင်းမှဆံမပြောချင်တော့တာကြောင့်ရေတောင်းရရင်ကောင်းမှာပဲဆိုရဲအတွေးကိုပဲပြောလိုက်ပါလိမ့်။တကယ်ချင်းတွေကတော့အဲ့လိုအတွေးမျိုးမဟုတ်ပဲချောင်းဆန်းတကယ်ကိုရိုးသားသားပြောရမယ်လို့ပြောလိုက်တာပါ။ဒဲဆိုတော့ချောင်းဆန်းစိတ်ထဲကနေတကယ်ကိုရိုးသားနဲ့ကြိုက်နေသူရှိလားလို့ပြောခိုင်းလိုက်ပါလိမ့်။ချောင်းဆန်းတော့ခေါင်းညှိလိုက်တာကြောင့်အွန်ဂျိုလဲအံဩသွားပါလိမ့်။အွန်ဂျိုကတော့ချောင်းဆန်းချစ်တဲ့သူရှိတာကိုအံဩနေပြီးတော့ဟော်ရော့ဟော်ရဲလာလို့မေးလိုက်ပါလိမ့်။ ။တဲဆိုလို့ဂျွန်အောင်တို့လည်းသူတို့နှစ်ယောက်ကိုကြောင်ကြည့်နေပြီးတော့ဘာဖြေမလဲကိုသိချင်နေကြတာပါ။ဂျောင်းဆန်လည်းအုံးဂျုံမေးတာဟုတ်တယ်လို့ပြန်ဖြေလိုက်ပါလေ။အုံးဂျုံကတော့ဂျောင်းဆန်ဘာရီတုံဆိုင်နေရတာလေးလို့မေးလိုက်ပြီးတစ်ဖက်သက်အချစ်လားလို့မေးလိုက်တာပါ။ဂျောင်းဆန်လည်းအုံးဂျုံပြောသူတို့ဘာပဲလို့ပြောလိုက်တာကြောင်းအုံးဂျုံလည်းဂျောင်းဆန်ကြိုက်နေရဘူးလဲလို့မေးလိုက်ပါလေ။စကားဝိုင်းတစ်ခုလုံးကတော့တိတ်ဆိတ်နေပြီးတော့ဂျောင်းဆန်အဖေကိုအုံးဂျုံကလွဲပြီးအားလုံးကသိနေကြပါလေ။ကျောင်းဆန်လည်းအုံးကျိုအကြီးဆိုင်ကြည့်နေနဲ့မတီးဘူးလို့သာပြောချလိုက်တာပါ။အုံးကျော်ကလက်မလျှော့ပဲသူလဲလို့ထမ်းမေးနေပြီးတော့သူသိတဲ့လူလားလို့မေးလိုက်ပါတယ်။ ။ဦးကျိုလည်းချောင်းဆန်းကိုထပ်လဲလဲဘသူလဲလို့မေးနေရတော့နောက်ဆုံးမှချောင်းဆန်းဦးကျိုကိုကြိုက်ချောင်းကိုဖွင့်ပြောလိုက်ရပါတော့တယ်။ဦးကျိုလည်းဦးချောင်းဖြစ်နေပြီးတော့ချောင်းဆန်းတော့ဦးကျိုကိုကြိုက်တယ်လို့ဖွင့်ပြောလိုက်ပါပြီ။စကားဝိုင်းတွေကတီးနေပြီးသားတငယ်ချင်းတွေကသဘောကျပြီးတော့ခိုးပြုံးတဲ့သူပြုံးပါဇက်ဟောင်းသားဖြစ်တဲ့သူကဖြစ်နေတိတ်ဆိတ်လို့နေကြပါတယ်။ဦးကျိုကတော့ချောင်းဆန်းကဘာတွေဖြစ်နေရလဲလို့သာပြန်ပြောလိုက်ပါတယ်။ပြီးရင်နောက်မှတော့ဦးကျိုကတငယ်ချင်းတွေပဲလှည့်ပြီးတော့ချောင်းဆန်းစားနောက်နေရတတ်တတ်ပဲလို့ပြောခဲ့ပါတယ်။အားလုံးကတော့ဒါအတိနေပြီးသားမလို့ဦးကျိုစကားကိုနားထောင်ပြီးတော့ပြုံးစီစီဖြစ်နေကြပါတယ်။ ။ဥကျော်တော်သူနဲ့ချောင်းဆန်းမူဂျိုကလေးကအိမ်ချင်းကနေကြလို့သာခင်မင်နေပြီးတော့အဲ့လိုမဟုတ်ဘူးလို့လိုက်ဖြေရှင်းနေပါတယ်။ပြီးတော့ဥကျော်ကချောင်းဆန်းဘက်လှည့်ပြီးတော့မနှောင်းနဲ့လို့တခွန်းပြန်ပြောလိုက်တာပါ။ချောင်းဆန်းတော့ဥကျော်သေးတာကြည့်ပြီးတော့သူနောက်နေရာမှုတ်ချောင်းနဲ့ချောင်းဆန်းတယောက်ချောင်းနေရွယ်ကလေးကအခုထိ၁၂နှစ်လုံးလုံးတရလေးတော်မပြတ်ကွက်ပဲနဲ့ဥကျော်ကြိုက်နေခဲ့တဲ့အကြောင်းကိုပြောပြလိုက်တာပါ။ဒါကြောင့်မလို့ချောင်းဆန်းနောက်လဲဥကျိုရှေ့ချောက်ကြိုက်သွားဟုတ်မှလို့စကားကိုခုံပြောချလိုက်ပါတယ်။ဥကျိုကတော့မယုံနိုင်နေဖြစ်ပြီးတော့ဘာပြောမှမန်းတော့မသိတော့ပါဘူး။ဒဲဆူကတော့ချောင်းဆန်းဖွေပြောတာကိုကြည့်ပြီးတော့အယမ်းမိုက်တာပဲလို့ပြောလိုက်ပါတယ်။ အဲနောက်ဥန်ကျော်ထိုင်းနေရကနေရုတ်တရက်ထသွားပြီးတော့ဓာကိုဘော်ကနေဟိုးပြင်းငေးနဲ့စဉ်းစားနေပါလေဇူရောကတော့ငိုင်းနေတဲ့ချောင်းဆန်းကိုကြည့်ပြီးတော့ဥန်ကျော်နောက်လိုက်သွားဖို့အချက်ပြလိုက်ပါလေချောင်းဆန်းလည်းသဘောပေါက်ပြီးတော့တွေးမနေပဲထိုင်းနေရကနေထလိုက်ပါလေဒဲဆွာတော့အလုံးဒီချောင်းတီထလာလို့မေးလိုက်ပြီးတကယ်မသိတာကစကားဝိုင်းထဲမှာသူတယောက်ပဲရှိနေတာပါဒါကြောင့်ဒဲဆူလည်းဘာလို့သူမသိရတာလဲလို့တငယ်ချင်းတွေကိုပြဿနာရှာနေပါလေဒဲဆူကတော့သူနဲ့မတူတဲ့ချောင်းဆန်းကိုတတ်တိရှိပြီးတော့မိုက်တယ်လို့ပြောပါလေအဲလိုနဲ့ချောင်းဆန်းတော့စကားဝိုင်းကနေထလာပြီးတော့ဥန်ကျော်စီမှာသွားနေပါလေ ပြီးတော့ချောင်းဆန်းအုံကျိုတောင်းပန်လိုက်ပြီးတော့အုံကျိုသူ့ကိုမကြိုက်ရင်လည်းရပါတယ်လို့ပြောပါတယ်။အုံကျိုကတော့မပြောနဲ့လို့ချောင်းဆန်းကိုတားလိုက်ပြီမယ်။ချောင်းဆန်းတော့အားလုံးပြောပြီဆိုတော့ရပြီလို့ပြောလိုက်တာပါ။အုံကျိုကတော့ချောင်းဆန်းကိုတော်လေးစိတ်ဆိုးပြီးတော့သူ့အတွက်တော့ချောင်းဆန်းအရင်ဒီဆုံးတငယ်ချင်းပဲလို့ပြောလိုက်ပါတယ်။အုံကျိုအတွက်တော့အီဆော့ကဂေါင်းဆိုတော့မရှိတော့တာကြောင့်ချောင်းဆန်းမှမရှိတော့ရင်သူဘယ်လိုဆက်လုပ်ရမှာလဲလို့မေးလိုက်ပါတယ်။အချိန်တစ်ဖက်မှာလည်းဂွီနန်းနားအောင်ကိုမြေရင်ရှိုက်စားတော့ပြီးတော့ဂီတာကန်အပြင်ဘက်ပရင်ပေါက်တကားကိုဖွင့်ပြီးတော့ပိုင်လိုင်းတွေကနေတွေတက်ပြီးတော့ကုတ်တက်ဖို့စဉ်းစားနေပါတယ်။ ဂွီနန်ပါဇက်မှာလည်းနိုင်အောင်သွေးတွေအပြည့်ပေးကြနေပြီးတော့လူသားမဆန်လောက်ကြောက်ဖို့ကောင်းနေပါပြီ။အဲ့တော့ဂွီနန်ပါဇက်မှာပေနေတဲ့သွေးတွေကိုရိုက်ရင်လည်းနန်နေဘေးကနေတွယ်ကပ်သွားပါလိမ့်။ပြီးတော့ဂွီနန်ထက်ခိုးဒီတက်နေပိုင်လိုင်းကိုမြက်မြက်ကင်ပြီးတော့ကိုယ့်ဘက်ကအပေါ်တက်ကိုတက်လာနေပါလိမ့်။တပတ်မှာတော့ချောင်းဆန်းအုံးကျုံသူ့ကိုတစ်ခါလေးတော့မကြိုက်ခဲ့ဘူးလားလို့မေးလိုက်ပါလိမ့်။ချောင်းဆန်းအုံးကျုံနေတဲ့အမားယွန်းလေးဖြစ်နေတော့သူ့ကိုကြိုက်ခဲ့ဘူးလားမရှိဘူးလားလို့မေးတာပါ။အုံးကျော်ကချောင်းဆန်းမေးခွန်းလေးကိုပြန်မဖြေပဲမျက်ရည်လေးသာဝဲနေခဲ့ပါလေ။ပြီးတော့အုံးကျော်ကချောင်းဆန်းကိုထွက်သွားပေးဖို့နဲ့သူတောင်ထဲနေကျင်တယ်လို့ပြောလိုက်တာပါ။ ။ဩဂျိုမြတ်ကြီးကြားနေအောင်မြင်ပြီးတော့စိတ်မကောင်းဖြစ်သွားတဲ့ချောင်းဆန်းဟာဩဂျိုသူ့ကိုပြန်မကြိုက်လည်းဖြစ်ပါလို့သာပြောပြီးတော့ဩဂျိုကြောခိုင်းထွက်သွားခဲ့ပါတယ်။ဩဂျိုရောမြတ်ကြီးလေးကြားပြီးတော့သာတယောက်တည်းကြံခဲ့ပြီးတော့ထိုင်ငုံနေခဲ့ပါတယ်။အချင်းကွီနန်လည်းတစ်ဖေးနဲ့ထက်ကိုဘုံအားဆိုင်တက်နေခဲ့ပါပြီ။ဩဂျိုရောမိဘုံမှာထိုင်နေတိတ်ဆိတ်စကားဝိုင်းယူလန်းကြည့်နေပြီးတဲ့နောက်မှာတယောက်တည်းစိတ်ညစ်လို့ဝေးမှသွားနေတဲ့ချောင်းဆန်းကိုလန်းကြည့်နေခဲ့ပါတယ်။အဲနောက်ချောင်းဆန်းတွေရောသူ့ကိုယ်သူတွက်ပါဝမ်းနေတဲ့ဩဂျိုကအတန်းတစ်ခုကြားလို့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်။ အရာကတော့ဂွီနန်ဖြစ်ပြီးတော့ဂွီနန်တက်မလာသေးပဲအုံးချိုကိုပြုံးပြနေပါတယ်အဲနောက်ဂွီနန်ခုံပြီးတော့တက်လာခဲ့တာကြောင့်အုံးချိုလည်းလှန့်ပြီးတော့ထားလိုက်ပါတယ်အရာကိုမြင်တဲ့နန်ရာလည်းထားလာပြီးတော့အားလုံးကိုသတိပေးလိုက်တာပါဂွီနန်တော့အုံးချိုကိုဆွဲယူပြီးတော့ပါဇက်ကိုအတင်းဖြစ်ညစ်ထားပါတယ်ချောင်းဆန်းလည်းမြင်ပြီးတော့စိတ်တားပူပြီးတော့အုံးချိုကိုလှမ်းအော်ပါတော့တယ်မိဘုံမိရတငယ်ချင်းတွေကိုနန်ရာကြောင့်ထားလာပြီးတော့ဂွီနန်ကိုလှမ်းကြည့်နေပါတယ်အုံးချိုရှိအောင်စီကိုချောင်းဆန်းပြေးလာတဲ့ချိန်ဂွီနန်တော့အုံးချိုကိုလွတ်ပစ်ပြီးချောင်းဆန်းစီကိုဦးတည်ပေးပါတော့တယ် ဒိုနဲ့ဂွီနာနဲ့ချောင်းဆန်းထိတ်တိုက်တွေ့တဲ့ခါမှာဂွီနန်အားတာနေတာကြောင့်ချောင်းဆန်းတောင်ဂွီနန်ကိုနဲ့တပ်ဖိတာခံရပြီးတော့အောက်မှာပြပြဝုတ်နေရပါပြီ။ဒါအောင်မင်းနဲ့စူရောကတော့ချောင်းဆန်းတက်ခံတော့မှောက်သိပြီးတော့ဂွီနန်နဲ့ချောင်းဆန်းရှိအားစီကိုအပြေးထလာခဲ့ပါတယ်။ဂွီနန်ကတော့သူ့လက်ညှိုးနဲ့ချောင်းဆန်းမျက်လုံးထိုးဖို့လှုပ်နေပြီးတော့သူ့ရဲ့မျက်လုံးတစ်လုံးကိုရောပီးခိုင်းနေတာပါ။ဂွီနန်ချောင်းဆန်းမျက်လုံးတစ်လုံးကိုတင်းထိုက်ထိုးဖို့ကြိုးစားနေတာကြောင့်ချောင်းဆန်းလည်းနာကျင်လုံးတော့အတကုံအော်နေပါတယ်။ဒါဆိုရင်တော့ချောင်းဆန်းတယောက်ဂွီနန်ကိုမျက်လုံးတစ်လုံးရောပီးရတော့မှလား။ ဒါမှမဟုတ်ဂွီနာနဲ့မျိုးတူနေမှာတေမျိုးနန်ရာကပဲဝင်ပြီးတော့ကာကွယ်တိုက်ခိုက်ပြီးမှလာဒါမှမဟုတ်တကယ်ချင်းတွေကိုလာကယ်မဲ့နာယုံအောင်ဘာဆက်ဖြစ်သွားပြီလဲဆိုတာတွေကိုတော့နောက်တစ်ပိုင်းအပိုင်းကိုမှဆက်လက်ရှုစားကြပါစို့ခင်ဗျာဟုတ်ကဲ့ဗျဒီနေ့ရက်ကတော့ဒီလောက်ပါပဲဆိုတော့ or as a dad တင်ဆက်လိုက်တဲ့အပိုင်းရှိရှိပြီးနောက်တနေ့မှာအပိုင်းကိုဆက်ပြီးတော့လာပါမယ်ခင်ဗျအဲ့တော့ဒီ channel မှာလည်းရုပ်ရှင်ကားကောင်းလေး recap ဆက်လိုက်ပြီးတော့တင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးတော့ beta account လုံးနှိပ်ထားပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါခင်ဗျဒီဒီမှာအချိန်မီကြည့်ရှုကြအတွက်လည်းပရိသတ်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျကျွန်တော်အန်ခင်မူပါ